စိုက်ထုတ်လာတာသူ့ပတ်စံ350 350ပါမယ်ကျန်တဲ့အလူရှင်လူထားတဲ့ဟောလာရေခဲဆက်တို့စိုင်ကယ်တို့ဆိုတာဒါလုံးဝဒီအထဲထဲမှာလုံးဝမပါဘူးဒါဟာဒီအတူစီမှာအားလုံးပဲသူအခုရေခဲဆက်ပြန်ထောင်ရင်သူပြလိမ့်မယ်ပေါ့နော်အခုဒီအားတွေကကျွန်တော်ရင်းဒီထဲခဲရတာတွေကကျွန်တော်အများကြီးဆုံးရှုံးခဲ့ရတယ်အခုလုပ်ငန်းကိုဒါပေမဲ့အခုကျွန်တော်တို့ကကျွေးကိုမဆက်နိုင်တာမဟုတ်ဘူးကျွန်တော်တို့ဒါပေမဲ့ကျွေးတော့ဆက်နိုင်သွားပြီကျွေးတော့ဆက်နိုင်သွားပြီဒါပေမဲ့ကျွန်တော်တို့အဲဟိုဆုံးရှုံးခဲ့ရတာတွေတော့ရှိတယ်ကိုယ်အတွက်လုပ်ငန်းတစ်ခုလုပ်တယ်ဆိုတော့အောင်မြင်ဖို့အတွက်ပဲလုပ်ကြတာမကြီးอ่ะ အဲ့ဒီတွေ့ဒါမဲ့ဒီလုပ်ငန်းလေးကပြောရမစို့အဲမအောင်မြင်လိုက်တဲ့ပုံစံမျိုးဖြစ်တယ်အမှန်တကယ်တော့ဒီလုပ်ငန်းဆိုတာကလည်းကျွန်တော်ပြောတာအချိန်ခါလဲပေးရတယ်ဆိုတော့အခုကိုဆိုင်စောအနေနဲ့အဲသူကနေပြီးတော့ဒီလုပ်ငန်းကိုရပ်ဆဲခိုင်းတယ်ဆိုတော့ကျွန်တော်လည်းရပ်ဆဲလိုက်ပါပြီအဲဒီဆိုင်လေးကိုတော့လုံးဝမရှိတော့ပါဘူးကိုတို့ဆိုရှယ်မှုကအကြီးမားဆုံးဆိုတော့လဲဟိုအများကြီးပေါ့နော်ဘယ်လိုလဲဆိုတော့အခုအောက်ခြေအနေပြန်စားရအောင်ပဲပေါ့နော်အဲ့တော့ ရန်ကုန်မြို့ဆိုတာကလည်း CYA ဖြစ်ထွန်းတဲ့နေရာဒေသလေကိုကလည်းအောင်မြင်မယ်ဆိုတော့ပို့ပြီးတော့တိုးချက်နိုင်မဲ့ပုံစံမျိုးနဲ့ပဲစီစဉ်ထားခဲ့တာအခုဟိုဟာဒီလုပ်ငန်းကိုရပ်ဆိုင်းလိုက်ရတယ်ဆိုတော့စိတ်ထဲကြီးတကယ်မကောင်းပါဘူးအစပြီးတော့ပြန်ပြီးတော့ပြန်လုပ်ဖို့ဆိုတာကကျွန်တော်မှာအချိန်လေးအများကြီးပေးရမယ်ငွေကြီးကြီးတွေဆိုင်ငန်းတွေရှာဖို့အတွက်အများကြီးစူးစမ်းရအောင်ပဲဗောနော်ဒါပေမဲ့အမှန်တိုင်းပြောရှင်ရင်တော့ကျွန်တော်ဒီလုပ်ငန်းကိုလုံးဝမပိတ်ချင်ဘူး ကိုကြိုးစားခဲ့တာကြီးကိုလှုပ်ခဲ့တာတွေကကိုအသိဆုံးပဲအများကြီးအများကြီးကြိုးစားခဲ့ရတယ်အများကြီးရုန်းကန်ခဲ့ရတယ်အမှန်တိုင်းပြောရင်ဆိုင်လေးကိုမပိတ်ချင်ဘူးဝေဖန်ကြပါတယ်ကိုဆိုင်စော်ပြန်သွားပြီးတည်းကဆိုင်ကိုလက်ဝဲကြီးအုပ်ပြီးတော့ဆိုင်ကိုဖွင့်နေကျွန်တော်ပြတာအဲကျွန်တော်သိရတူတွေပြောကျွန်တော်ကိုဆိုင်စော်ပြန်သွားကျွန်တော်ဆိုင်ပိတ်တာတပတ်ကျော်သွားပြီဟုတ်လားအဲ့လောက်ရှိနေပြီကျွန်တော်အဲ့ဒါဆိုင်ကိုဖွင့်ပြီးတော့သူ့မိသားစုတွေနဲ့လက်ဝဲကြီးအုပ်နဲ့ကျွန်တော်အမေတွေလည်းပြန်လာကြပြီနေဟုတ် ကျွန်တော်ပြောကြတာလုပ်ငန်းတစ်ခုလုပ်တယ်ဆိုတာကကျွန်တော်တို့ကခလေးကစားစရာလည်းမဟုတ်ဘူးအများကြီးရင်းနှီးရတယ်ဆိုင်တစ်ခုလုပ်ဖို့ဆိုတာကလည်းနေရာသေးတာလည်းရှားရတယ်လို့ အဲလူဦးရေထူထပ်တဲ့နေရာဆိုတာကလည်းအချိန်အများကြီးပါပြီးတော့အဲတော့လာနဲ့လည်းဟုတ်တယ်လို့နင်းနဲ့လည်းစဉ်းစားပြီးတော့ဒါလိုက်ပြီးတော့ကျွန်တော်တို့ရှာကျင်ရတယ်ပေါ့နော်အခုဒီလုပ်ငန်းကိုကျွန်တော်တို့ကအောင်မြင်တယ်မအောင်မြင်တာမဟုတ်ဘူးလုပ်ငန်းကအောင်မြင်ခါစားမှာအဲဒီလိုလေးကြရထမှုလေးတွေရယ်ကိုဆိုင်စော်ကနေပြီးတော့ဒါသူအဲဒီလုပ်ငန်းလေးကိုလည်းဝါသနာမပါတော့ဘူးပေါ့နော်အဲဒီကြောင်ကြတော့ကိုကဒီမှာရင်းနှီးခဲ့တာတွေကတိတ်နေရကြော်ဆိုပေမဲ့ဒါကိုဆိုင်စော်ကနေပြီးတော့တိတ်90ကိုကနေပြီးတော့တိတ်150ကြော်ကြော်ဆိုတော့ကို့မှာဒါတွေကဘယ်လိုလဲဆိုတော့ ဟိုအများကြီးစူးစမ်းခဲ့ရတဲ့ပတ်စံလေးပေါ့နော်ဟိုကိုပဲတည်တယ်ကိုရှာရိုးစူးစမ်းခဲ့ပြီးတော့ကိုဒါရိုးရိုးသားသားနဲ့ရှာဝေရတဲ့ပတ်စံကဒီဆိုင်ခန်းထဲမှာပဲထက်မြုပ်ခဲ့တယ်ပြီးရင်ကိုစီမှာမရှိပြင်မဲ့ကိုစီမှာဒါလိုအပ်တယ်ပေါ့နော်လိုအပ်တဲ့ခါကိုမှာလည်းငွေအင်ကမရှိဘူးဒါပေမဲ့ကိုညမာလေးတင်နေအောင်လဲသူတို့မှာအဲအဝေးကနေနိုင်ငံခြားကနေသူတို့တွေကနေပြီးတော့ကိုကြီးဖြစ်ချင်တဲ့ဆန္ဒတွေကိုလိုက်ရောပေးတယ်ကူညီပေးတယ်ကိုကြီးဘလောက်လိုလဲ ဟုတ်လားညီမတွေဆိုတော့လည်းသူတို့ဘဝနဲ့သူတို့ရှိရှိတယ်လေသူတို့အသက်တွေလည်းမငယ်တော့ဘူးဆိုတော့ဒါကျွန်တော်တို့လည်းဒါအဲကိုကြီးကတော့အတိုးကတော့ပေးရမှာပေါ့နော်အတိုးကတော့ပေးရမယ်ဆိုတော့ဒါကျွန်တော်တို့ကအေးတာဖို့ရေးရတယ်အဆင်ပြေတယ်ဒီလောက်ဆိုရင်တော့ကိုကြီးတို့ကဖြစ်တယ်ဒါပေမဲ့နောက်ပိုင်းကျတော့လည်းကိုညီမလေးတွေကအဲကိုဟိုဟိုတဝန်းထဲကနေလာတဲ့အခါကျတော့အဲကိုကိုလည်းတနာတယ်ဟာအတိုးဘိုးတော်ဒါမကြီးမယူတော့ဘူးအခုကျွန်တော်ကြရက်ထနေရတွေကတိန်ဟိုဟာ ဟို30တိုးနဲ့ချီရတယ်တင်30တိုးနဲ့ချီရတယ်ပြောတယ်ပြီးရင်တလတလကိုတင်60လောက်စရတယ်နဲ့ကျွန်တော်ပြောတာအဲ့ဘသူပြောတာလဲကျွန်တော်ပြောတာကျွန်တော်ကျွန်တော်ထိုက်တိုက်လာတွေ့ကျွန်တော်ပြောတာကျွန်တော်ဒီလုပ်ငန်းကိုကိုရှိုင်းကိုကျွန်တော်ပြောထားတယ်ပေါ့နော်ဒီလုပ်ငန်းကိုကိုရှိုင်းသိန်း60နဲ့အလူရှင်တွေပတ်စံတွေအရင်ကပတ်စံကကျွန်တော်နားမလည်ဘူးသူ့အလူရှင်အလူခဲ့တဲ့ဆိုင်းခဲ့တွေပြည့်စီရတာသူ့မှာအကုန်ဆုံးရှိတယ်ကျွန်တော်ကနေပြီးတော့ဒါလုံးဝကျွန်တော်မရောင်းဘူးကျွန်တော်ဒီအထက်ထဲမှာဒီရတွေတစ်ခုမှသူမပါဘူး